မင်္ဂလာပါရှင် short story channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပြီးတော့ရတနေစုံဆက်လန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ဆက်လန်းလေးကတော့ကံဘုံနဲ့ဒန်းဆိုတဲ့ဖြစ်ရမယ့်ဆက်လန်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်လေးတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးတို့သွားဖို့နဲ့ဇလန်အစ်စ်တွေတင်နိုင်မှလည်းသိရှိနိုင်ဖို့အတွက် ်ဘီနံကနူဒီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်အခုကစပြီးဇလန်းလေးကိုစတင်တင်ဆက်ပေးလိုက်ပါမယ်ရှင်ပြောမကောင်းဆိုမကောင်းနဲ့ခေါင်းမလွန်နဲ့သမီးကြောင့်ဥလာနဲ့ဒေါ်နူတို့ဟာစိတ်ညစ်နေရတယ်သူတို့ကအနေအေးသလောက်သမီးဖြစ်သူမှရိုင်းဆိုင်လွန်တာကြောင့်လုံမရင်စကားကိုအေးအေးဆေးဆေးညင်ညင်တတလေးပြောဆမ်းပါကွယ်လူကြီးမိဘတွေကိုစောင့်အောင်ဘူးမပြောရဘူးလေ။ယူသေးထိုက်သူတွေမို့လဲဖះနဲ့တကိုင်းနဲ့ထားခဲ့ကြတာမဟုတ်လား။ ငါသမီးကြမှာမလေးမစားနဲ့ကွယ်အဖတို့ရှက်တယ်မျက်စိမျက်နှာပြက်ဆံနေခေါင်းပေါင်းလေးကိုပေါင်းကဆုံးမတတ်တဲ့ဖခင်ကြီးရဲ့စကားကိုလှိုက်ရအေးမဆိုင်ရိုင်းချင်တိုင်းသာရိုင်းနေတော့တယ်အိုးအဖတို့ကလည်းဒါပဲပြောနေတော့တာပဲကြာတော့စိတ်တောင်မြင့်လာပြီပြောရင်တစ်ဖက်လှည့်သွားတဲ့သမီးဖြစ်သူကိုဒေါနုကသဘောမကျပြီစိတ်တိုင်းမကြလို့ဟဟပပစကားမပြောဖြစ်တာလဲကြာပြီဒီကနေ့တော့မပြောလို့မဖြစ်တော့ဟိုဘက်ရောက်က ကိုလူအေးတာနဲ့ချစ်ချက်ရာကသူတို့သားနဲ့သဘောမတူဘူးပြောတဲ့တားရှင်တစ်ဖြစ်လဲမတော်ရသေးတဲ့ရက်ခမနဲ့စကားများကြရတဲ့အထီးပင်ဖြစ်တယ်။ရှက်လိုက်တာအေးမိလိုက်ရင်ဒေါ်နုအတန်ထွက်လာတယ်။ညီကုံကြီးအဟုတ်ကြီးထင်မနေနဲ့ကန်ကြီးထိုက်လိုက်မယ်။လူကြီးပြီးပါစကားဆိုတာနားထောင်တင်နားထောင်ရတယ်အေး။တို့ဒီလိုနေလာတာညီကြောင်မစိတ်ပြက်စရာတမီကြောင်မျက်နာပြက်ရပေါင်းလဲများပြီဖြစ်တယ်။အခုလဲညီနဲ့ဖြစ်တဲ့လူကိုလဲကြည့်အောင် ်ခါတိုင်းတို့ရေခက်ပေါ်ရေခက်ဖက်ပွဲကြည့်ပေါ်ပွဲကြည့်ဖက်မဟုတ်ဘူးတချို့ကညီကိုစာတင်ခဲ့တဲ့ဆရာမကျေးဇူးတရားတွေထောက်ထားဟာတော်ဆန်းပါဘာကျေးဇူးတရားလဲအတန်းပိုင်မရှိချင်းခဏလေးဝင်ပြီးထိန်းတာဘာဆောင်မှမတင်ခဲ့ရဘူးဘာကျေးဇူးမှမရှိဘူးတော်ပြီတီးခန့်ချင်းရင်အမဘာသာတီးခန့်ကျုပ်ကတော့မခံဘူးတီအောင်တော့ပြောရမှာပဲပန်းနဲ့တော့တူတာကြတော့ထိတ်တင်ပြီးသူများသမီးကိုကြတော့မြေလိုနင်းချင်တဲ့ဟာမကြီး အဲ့လိုလူမျိုးဆရာမမကလို့ဘာဖြစ်ဖြစ်အေးမဆိုင်ဘူးဟဲဒုက္ခပါပဲဒုံနုရင်မောနေရတယ်သူ့သမီးကိုကံမုံမှဆိုးလာပါတယ်အဲ့လိုမပြောရဘူးခတ်တော်တာပဲအေးအဘနဲ့အမလို့သူခေါ်နေတဲ့အဖေနဲ့အမေသူ့အတွက်နဲ့ဘလောက်တောင်စိတ်တွေဆင်းရဲနေရလဲလှိုက်ရမသိတွေးလည်းမတွေးမိမိဘမြတ်တာဆိုတာဝေးလို့ဂရုစိုက်မှုကိုတောင်အတိမတ်မပြုတ်လေတော့မိဘဆိုပြီးနေရာတကာမချုပ်ချယ်ရှင်သမ်းပါနဲ့ အမားတို့တို့ကလည်းအမားတို့စိတ်တိုင်းကြနေခဲ့ကြတာပဲမဟုတ်လားသူများကြမှာသားသမီးဆိုတဲ့အဖြစ်နဲ့မတားမြစ်ခြင်းနဲ့မရဘူးနေရှင်တလို့နေမှာပဲလာမပြောကြနဲ့မိဘတွေခင်ဗျာပါဇက်အဟောင်းသားနဲ့အံ့ဩပြီးရင်အံ့ဩနေရတယ်ဖရူတဝါစာရုံရင်ကြမ်းတမ်းတဲ့စကားတွေကြောင့်လူမုံများနေတဲ့ညီအတွက်စိတ်မကောင်းဖြစ်လို့ပါ ਈ ဝိလယ်မှာလဲစိုးလို့ပါဟဲ့ငါမွေးထားတဲ့သမီးဝိလယ်မှာစိုးလို့ပါ ਈ ရင်တထုထုနဲ့ဒေါနုပြောရင်ကြံခဲ့လေတော့တယ် လာရီကတော့ထုံးစံအတိုင်းသွားမယ်ပြောချင်ရပြောကြံခဲ့ကြတော့ဘာတွေလာလာပြောမှန်းကိုမသိဘူးနားမထောင်ချင်ပါဘူးဆိုမှဒါတွေပဲလာလာပြောနေကြတယ်တကယ်ပဲမိဘကတခွင်ပြောရင်နှစ်ခွန်းမကပြန်ပြောတတ်တဲ့သူဟာသူ့ကိုယ်သူတော့လူတွင်ကျင်မှာမိစွာတီးရဲ့လို့အပြောခံရတာကိုပြင်ဂုံယူနေတတ်တဲ့သူဖြစ်တယ်ငါ့ကိုဘာထင်နေလဲအမြဲတမ်းဘသူ့ကောင်မှအလျှော်ပေးပြီးနေလာတာမဟုတ်ဘူးတတ်သိရှိရင်လာထိကြည့်မိပွန့်သွားစေရမယ်အပြောအဆိုအမတန်မှရိုင်းဆိုင်တဲ့သူမျို ရွာထဲကလူအများစုကလည်းဘသူကောင်းမှအဖက်မလုပ်ချင်ကြ။တငယ်ချင်းတွေဆိုတာကလည်းမကောင်းတက်လို့ဒါပြောကြတာများတယ်။စိတ်ထဲပါလာတယ်တော့မဟုတ်။သူ့အခက်ခဲကိုသူများပြဿနာလှုပ်လွှင်းလို့ရှောင်ကြတာများတယ်။ဘသူတွေဘလို့ရှောင်ရှောင်မမှုဆိုတဲ့တယောက်ကတော့မြောက်ပင်စားတတ်တယ်။လှိုက်ရေလှိုက်ရေ။ဟေးလာဟေးသွားမယ်။အေးလှတယ်ဟာငါတငယ်ချင်းကညီမပြောလဲတိပီးသားပါ။မိဘတွေကိုဘယ်သွားမယ်ညာသွားမယ်ပြောမနေအောင် မတ်မူရဲ့မြောက်ပြင်စကားတွေမှာဘဝင်လေဟက်ပြီးအပြေးလိုက်သွားလေတော့တယ်။ဘယ်ကောင်မှတတိရှိတယ်။တတိရှိတဲ့ကောင်မှထွက်စမ်းစားမရှိဘဲနဲ့တော့ငါ့ကိုလာမလုံနဲ့ချချင်းရင်လာ။မတ်မူဈေးဝယ်သွားတာလိုက်ပေးရကဈေးတယ်အလေးခိုးတဲ့အကြောင်းနဲ့ရန်တွေးဖြစ်တယ်။သူကိစ္စမဟုတ်ပင်မဲ့ဈေးတယ်ကိုရန်တွေးစူးစူးညံ့ညံ့ပွဲဖြစ်တာကြောင့်လူတွေဝိုင်းအောင်လာတော့တယ်။ပါအမေကတော့သူ့နဲ့တောင်းကိုဘလို့မှသဘောမတူနိုင်ဘူး။သူကရိုင်းလွန်းနေအမေတို့နဲ့ပြစ်မှာမဟုတ်ဘူး။ ခုလည်းဈေးထဲမှာရံဖြစ်နေလေရဲ့ဈေးချင်းတောင်းကိုချံစိတ်ပြစွာပြောနေတဲ့မိခင်စကားကြောင်းလှည့်ရည်ရည်စားမျက်မှောင်တယောက်မျက်နှာငယ်ရတယ်။သူကလည်းသူပဲဒီလောက်ပါတီလန်စိုးပါတယ်ဆိုတဲ့သူကမှချစ်နေမိတယ်။ဘသူဖြစ်လို့မှလည်းမပြတ်ရှင်ဘူး။ဟင်းရိုင်းနာလေးကလွယ်ပြီးပြောစရာမရှိတဲ့တူတဲတော်သမီးလှသွေးကြွယ်တဲ့အွယ်စပင်းနှစ်ဖက်ခွဲစည်းလေးနဲ့လှချင်တိုင်းလှနေတဲ့သူမကိုသူမစွတ်လွတ်နိုင် ငယ်ကလေးကဟိုဘက်ရွာဒီဘက်ရွာဘာပွဲရှိရှိတွေ့နေကြအောင်သွဲတော်မမှုကတော့သူတို့ကြားအခရာဖြစ်တယ်ဟဲ့နေလက်နေနေရင်သူများနောက်ပတ်သွားမယ်နော်အဲ့ကြမှာငါမပြောဘူးမလုပ်နဲ့ဒီတယောက်တည်းဟူတာချစ်နေပြီးတော့မပတ်သက်နဲ့လို့ပြောလဲပတ်သက်ချင်နေတဲ့သူအမေနဲ့ချစ်သူကြီးစားကြမှာစိတ်ညစ်ရကမြင့်မောင်အရက်ဆွဲတော်တယ်တားမိုက်မအေဒီလောက်တားနေတဲ့ကြားကရအောင်ယူသွားတယ်ခွေးဖြစ်မဲ့ကောင်တားရှင်ဆိုတဲ့အတင်းနဲ့ကိုလူအေးတို့ဇနီးမောင်နှမ တားမင်္ဂလာပွဲတင့်တောင်းတင့်တယ်နှွယ်ပေးချင်တော့လဲချွေးမဖြစ်သူကိုသဘောမကျသဖြင့်တောင်းကျမ်းသာတွေလုံမပြီးပဲတခါဥလာတို့ဘက်ကလည်းအိမ်ပေါ်အတက်မခံ အမိုက်မနေပလစ်စီအောင်ပြစ်ကူထားမယ်ဘလို့နေနေအိမ်ပေါ်ပြတ်မတက်လာစေနဲ့မပြေးတော့လဲကံရရှိဝက်ကစပြီဖြစ်တယ်တရက်တရက်နဲ့အိမ်ကထွက်လာတော့ကပါလာတဲ့ရွှေတုံငွေစလေးတွေလည်းကုန်စားမဲ့တော့မဲ့ဗစက်တွေကလည်းတိုးအလုံးမရှိအကင်မရှိနဲ့အရက်သမားလုံးလုံးဖြစ်နေတဲ့ခင်မွန်းတဲ့ကနှိမ့်ဆက် လိုက်ရင်ဝတ်လဲနေပြီအမလီလောက်ကြပါဦးကဲကြပါအောင်တော့မငုံနဲ့ကောင်မနားကြီးရဲ့တော်ပတ်ဆန်ရှာကြီးအဲ့ရဖိုးမရရင်ပြန်မလာနဲ့ရင်ကြီးပါတယ်ဆိုတဲ့သူကဘလို့ဖြစ်တယ်မသိလိုက်ရင်လည်းညားပြီးကလေးကမိုက်ရိုင်းလာတော့တယ်ကံကြွေးဆိုလိမလားတွားလီတွားမျက်စိအောင်မှမနေနဲ့ကလေးတွေခေါ်သွားငွေရှာခဲ့အမိအဘစိုးခဲ့လေသမ ्या အဖေအဘစိုးခဲ့လေသမ ्या လှရီစိတ်ဆင်းရဲကြီးစိတ်ဆင်းရဲရတော့တယ် ကလေးတွေလက်ကိုဆွဲငွေရှာထွက်ရတော့တယ်။ဈေးရောင်းကောင်းတဲ့နေ့အဆင်ပြေသလိုရှိပေမယ့်အဲ့လိုနေ့ကတော့ဆယ်ရက်တည်းရတာဖြစ်တယ်။အင်းမတ်မူစီငွေလေးပါလေတွားလဲဦးမှာပဲ။သူ့ငါရင်ကကျွေးခဲမွေးခဲတော့သူ့ငါ့ကိုပြစ်ထားမှာတော့မဟုတ်တော့ပါဘူး။တချိန်ကသူ့မစီကရတမြအကုန်ယူမြောက်စားပင့်စားခဲ့တဲ့မတ်မူစီကိုမျောလင်းချက်တွေနဲ့တွားပြင်မယ်လေ။အတွေ့မခံဖြစ်နေတယ်။ချေးမှာငားမှာစိုးတာနဲ့ရှောင်နေလေတော့တယ်။မတ်မူရဲ့ညီကလည်းတိတာလိုက်တာ ਈ ။ ငါအဆင်ပြေတုန်းကတော့ဒီလိုမဟုတ်ပါဘူးငါ့ကိုခင်တဲ့သူကညအပြင်နှစ်ယောက်မရှိဘူးအခုကြတော့တိတာလိုက်တာဟဲ့ဘာပြောပြောမမှုအေးမဆိုင်သူ့မလက်ထဲကမထွက်ရပြီးရောညရောက်ခမတွေစီတောင်းပန်ပြီးတွားတောင်းပါလားဒါမှမဟုတ်လေလက်ရည်မျက်ရည်ကြလိပြီသူဘလို့ပင်တောင်းပန်တောင်းပန်ခွလွတ်ကြမှာမဟုတ်မှန်းသိတော့ပို့ပြီးရင်နာရလေတယ်ညီမို့ပြောရတဲ့မမှုရဲ့သူတို့နဲ့ငါဒီလောက်အဆင်မပြေတာကိုသိရနဲ့သွားစရာနေရာမရှိတော့တဲ့လက်ရည်ဟာ မျက်ရည်တွေနဲ့မိဘကိုတတိယမိပြန်တယ်။မလိမ္မာတဲ့သမီးအတွက်စိတ်တော်ကရောက်ရာကနေတပိန်ပိန်တလိန်လိန်နဲ့တည်သွားရရှာတဲ့မိခင်တယောက်တည်းကြံခဲ့တဲ့ဖခင်ကလည်းညပတ်ကြီးမမြင်မဆန်းနဲ့မိခွန်မှောက်ကြရာကနေအိမ်မီးလောင်ပြကြဘဝကအဖြစ်ဆိုးလိပြီ။အိပါအီရပါတယ်ဟဲ့။ညီမကူညီရှင်လဲနေပါ။နောက်ငါမလာတော့ပါဘူး။ကလေးတွေကိုလက်ဆွဲတုံနေတဲ့ခြေလန်းတွေနဲ့ထွက်သွားတဲ့လှည်ကိုမမှုမတန်နာ ိုတိုင်နဲ့ကိုသာခံပြီးတော့လို့ပြောနေလိုက်လေတော့တယ်။ချစ်ပရိသတ်များရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ကံမုံတဲ့ဒန်းဆိုတဲ့ဖြစ်ရမန်ဆက်လန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။နောက်ရက်များမှာလည်းဒီလိုဆက်လန်းကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်လို့နားဆင်အားပေးခဲ့ပါအောင်ရှင်။ဒီနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။